ဒီနေ့ကတော့ K-drama vibe အပြည့်နဲ့ဒီလိုမျိုးကိုရီးယားအသံခွင်တွေရယ်ကိုရီးယား drama ကားတွေထဲမှာစားပြနေကြဒီလိုမျိုးနာမည်ကြီးကိုရီးယားစာတွေကိုတနေရာထဲမှာရတဲ့ဆိုင်ဒီမှာဆိုင်တို့တငင်ချင်းတွေနဲ့အတူတူကိုရီးယား food တွေလေးတောက်လုပ်မှာဖြစ်ပါတယ်ဒီဆိုင်လေးကကျတော့မြန်မာ plaza ရဲ့အောက်ထပ်မှာပဲဖွင့်ထားတယ်ဒီနောက်ပိုင်းလည်းတော်တော်လေးကိုနာမည်ကြီးနေရယ် Hyundai Pulsar ဆိုရယ်ကိုရီးယားဆိုင်မျိုးပေါ့နော်ဒီဆိုင်ဖိုင်ဗီယာကြတော့လေမသိရင်ကိုရီးယားရောက်နေတဲ့လူမျိုးပဲဒီလိုမျိုးစပွဲဝိုင်းလေးမှာထိုင်ပြီးတော့ဆိုဂျူလေးတောက်လိုက်အသားခင်လေးစားရတဲ့ဖိုင်မျိုးလေးပေါ့နော် ဒီမှာလေဆိုင်ရောက်တာနေကိုအရင်ဆုံးရင်းနှီးချမ်းလေးလာချပေးရပေါ့နော်ပြောလို့ရှိရင်သူဆီယာမီညူတွေအားလည်းလीကိုရီးယားအသားခင်ရာစားလို့ဒီလိုမျိုးနာမည်ကြီးရဲ့ကိုရီးယားဟင်းပွဲတွေအစုံအများကြီးအစုံထိရဆိုင်ရတော့လေဒီကကိုရီးယားအသားခင်တွေကတအားစားကောင်းနေဆိုပြီးတော့နာမည်ကြီးရတယ်အဓိကကတော့ဒီကိုရီးယားအသားခင်လေးတွေကိုလာစားရပေါ့နော်တို့ကြတော့လေအသားတွေကိုမိသွေးပုံနဲ့ပဲဝန်ထမ်းနေရပဲကိုရိုင်းกินပေးရပါတော့80%လောက်ချက်တော့မှကိုယ့်ရဲ့စပွဲရှိမှလာပြီးတော့ချပေးတာ ကိုရိုင်းလက်ကင်မစားခြင်းမူစပင်လေးကိုလည်းအညော်နဲ့မဆွဲခြင်းမူဆိုလို့ရှိရင်တော့သူတို့กินပေးတာလေးရာလေးတော်တော်လေးနဲ့အဆင်ပြေတယ်။ဒီဝတ်သုံးဖက်သားဆိုလို့ရှိရင်လည်း juicy ဖြစ်ပြီးတော့သူ့ရဲ့ Korea sauce လေးနဲ့စားရင်တအားလိုက်တာ။ဒါကြတော့လေမီးသွေးပုံနဲ့မီးအေးအေးလေးกินထားတဲ့ဝတ်ဥကင်ကိုဒီလိုမျိုး cheese အမြင်တဲ့ရင်းနဲ့စားရတာ။ ဒီဘောကင်ကြတာလေးမီးသွေးနဲ့တင်းတင်းလေးပါပြီးတော့ဦးနှံ့လည်းမရှိဘူးပေါ့နော်။သူကကြဒီလိုမျိုး cheese ရဲ့အဆိုင်တက်ကလေးနဲ့စားရတော့လေတော်တော်လေးကိုလိုက်ပြီးတော့စားလို့ခါမယ်။ဒီလိုမျိုး mozzarella cheese အမြင်တန်းကြီးနဲ့ cheese tteokbokki ရကြတော့လေကိုရီးယားစာစားလို့ရှင်တော့လုံးဝမပါမဖြစ်ပဲသူရဲ့ tteokbokki လေးရကြတော့လေအီအီထုတ်ထုတ်ကလေးကိုမှအထဲမှာကြငါးသားပြားလေးကြီးလည်းပါရဲပေါ့နော်ပြီးတော့ဆိုင်းရကြတော့ cheese ကို extra ထပ်ထည့်ထားဆိုတော့လေသူရဲ့အရသာလေးရကြတော့တအားမဆက်တော့ပဲနဲ့စိမ့်စိမ့်လေးနဲ့စားလို့တအားကောင်းတယ် ဒါလီယာကျတော့ BR base ကိုမှဒီလိုမျိုး color နဲ့ sojourn နဲ့ချက်ပြီးတော့တောက်ကြတာလေးပေါ့နော်။ကိုရီးယားတွေမှာတော့လေဒါလေးကိုအစိုးရပြီးရင်အကောင်းလာမယ်ဆိုတော့အတိတ်ပဲအနေနဲ့တောက်ကြရလို့လည်းပြောတယ်။ဒါလေးကကြတော့လေ K-drama ရဲ့ထဲမှာအစားများကြတဲ့ kimchi pancake ပေါ့နော်။သူ့ရဲ့ pancake တားလေးကကြတော့လေအီအီလေးနဲ့ဟိုမှာအသားရည်ဆိုလဲအများကြီးထည့်ပေးထားတာ။ပြီးတော့ဒီရဲ့ပိုင်းတိုင်းပေါ်မှာချက်ချီတော့တွေပဲတွေ့နေရတယ်လေဒီလိုမျိုးချက်ချီတော့ပွဲကြီးတဲ့ပွဲကိုပါမှားလိုက်သေးတယ်။ ွားကြဒီလိုမျိုးပဲပင်ပောင်းနဲ့ချက်ချီတော့ကိုဆက်ဆက်ကလေးချက်ထားပါတော့။သူကချက်ချီတော့ဆိုလို့ရှင်လေလေထုပ်ထုပ်အီအီကလေးနဲ့တော်တော်လေးတော့စားလို့ကောင်းတယ်။ဒါလေးကကြောက်လေကိုရီးယားမူဖန်ဒီမှာအစားများကြတဲ့ဒီလိုမျိုးကနန်းအစိမ်းကို spicy sauce ဆက်ဆက်ကလေးနဲ့စားရတာမျိုးပေါ့နော်။သူကကနန်းကကြောက်လေတော်တော်လေးတော့ fresh ဖြစ်တယ်။ဒါပေမဲ့အစိမ်းမကြိုက်တဲ့သူဆိုလို့ရှိရင်တော့လေနည်းနည်းလေးတော့ညင်နေမယ်။ ။တွားကြလေဒီလိုမျိုးကနန်းခွက်ထဲမှာထမင်းလေးထည့်ပြီးတော့သူ့ရဲ့ sauce လေးနဲ့လည်းနယ်ပြီးလို့ရှိရင်လေဒီလိုမျိုးရင်ကြီးလေးနှိပ်ပြီးတော့စားရတာတော်တော်လေးမိုက်တယ်။ဒါလေးကကြတော့ menu အသစ်ဆိုလို့ try ကြည့်ထားရလေးပေါ့နော်။တွားကြတော့လေဒီလိုမျိုးပဲသုံးသက်သားလွာလေးရံပြီးတော့အလယ်မှာကြတော့ kimchi ရယ်ပဲပင်ပေါအဆက်တုပ်ကလေးရယ်နဲ့ပြီးတော့ cheese လေးပါထည့်ထားတာပေါ့နော်။ သူရဲ့ဝတ်သုံးသက်သာစွာဆိုတာလေဣထနေရဆိုတာများတော်တော်လေးကိုစားလို့ကောင်းတာသူကလည်းဒီလိုမျိုး mozzarella cheese တွေနဲ့ပဲပဲပေါ့အဆက်တုပ်လေးပါတေချာလေးရောနေတာဆိုတော့လေမှုမွေးလေးနဲ့တော်တော်လေးမိုက်တယ်ဒါကြတော့လေကိုရီးယားကားတွေမှာတွေ့တွေ့ကလေးကစားချင်နေတဲ့ဝက်ဥစွပြုတ်လေးပေါ့နော်ပြီးတော့သူ့ရဲ့အယူပြုတ်ရကြလေနိုင်20ချောင်းတေချာလေးပြုတ်ထားဆိုတော့လေလုံးဝ collagen တဲ့အပြည့်နဲ့တောက်လိုက်လို့ရှင်လေအရသာစိမ့်စိမ့်နေ ဒီထဲမှာကျတော့ဘဝဦးနဲ့ပဲကြဆန်လေးပါတယ်ပေါ့နော်ပြီးတော့သူ့ရဲ့ရတာကလည်းလေးချွတ်ချွတ်အီအီလေးဆိုတော့ဒီလိုအဆက်စားခြင်းနဲ့ဆိုလို့ရှိရင်သူတို့ချပေးထားတဲ့ငရုတ်သီးကင်မချီနဲ့ဆော့စ်လေးပါထည့်စားလို့လည်းရတယ် ဆိုဂျူတွေတောက်ပြီးတော့မူလာတယ်ဆိုလို့ရှိရင်လေဒီလိုမျိုးပင်လဲစာတွေနဲ့ဝက်ဥတွေကလီစာတွေပါအစုံပါတဲ့နန်ကော့ဆပ်ဟင်းပွဲလေးကိုမှတောက်ကြည့်သူ့ဟင်းလေးရကြတော့လေချင်းချင်းဆက်ဆက်ကလေးကိုမှတော်တော်လေးလက်တောက်လို့ကောင်းတယ်ပြောဒီဆိုင်မှာအကြိုက်ဆုံးအကြောက်လေလုံးဝဟစ်ဖြစ်နေတဲ့ K-pop တချင်တွေကိုလေတောက်လျှောက်ကိုဖွင့်ပေးတာ။ ခုလိုမျိုး K-drama vibe အပြည့်နဲ့ကိုရီးယားအသားငယ်တွေကိုစားလိုက်ဆိုကျူးလေးတောက်လိုက်နဲ့ပြီးတော့ trend ဖြစ်နေတဲ့ဒီလိုမျိုးကိုရီးယားဟင်းပွဲလေးတွေကိုပါတနေရာထဲမှာရတဲ့နေရာလေးကိုညွှန်မှာဆိုလို့ရှိရင်တော့ဒီဆိုင်လေးကတော့ကွက်တီပဲဆိုင်လေးဆက်လေးကတော့မြမပလာဇာ ground floor မှာပဲဖွင့်ထားတဲ့ Hotel Pocha ဆိုတဲ့ဆိုင်လေးပါဒီဆိုင်ကကျတော့မနက်7:00နာရီနေပြီးတော့ည7:00နာရီခွဲလောက်ထိဖွင့်နေပါတော့ကဲခုတော့ဆိုင်တို့ငွေချင်းတွေလည်းတဝါးကြီးစားပြီးတော့တဝါးကြီးလည်းတောက်ပြီးပြီဆိုတော့ပြန်လိုက်ပါအောင်မယ်အားလုံးပဲတတား